စနေ6ရက်စက်တလ2024ခုနှစ်သုဒ္ဓဓမ္မဂဝေတိ BA1 မိလိန်နာပညာလေးလာနေသောဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါဒီကနေ့ကတေဘနံပါတ်9ကိုဆွေးနွေးပေးမှာဖြစ်ပါတယ်ဒီနေရာမှာနောက်ဆက်တွဲပြဆိုခြင်းများဆိုပြီးတော့အကောင်းဆုံးတက်ထားပါတယ်နောက်ဆက်တွဲပြဆိုခြင်းများဆိုတာကရှေ့ပိုင်းဇာတ်ရှစ်ခုမှာထည့်ဖို့အတွက်နေရာမရှိတော့တာဖြစ်လို့ပြီးသွားလို့ရှိရင်အဲထည့်တဲ့အခါမှာဆိုရင်ဒီ ဟိုတတ်မှတ်ထားတဲ့ဘောင်နေဖရိနေက ကျော်လွန်သွားမှာ ဖြစ်တဲ့အတွေ့အကြောင်းမို့လို့ဒီသက်နောက်စစ်တွဲအနေနဲ့ထည့်လိုက်တာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကုတ်တကနိငယ်၁၈ကျမ်းရှိတယ်။ကုတ်တကနိငယ်၁၈ကျမ်းမှာဆိုလို့ရှိရင်အဲဓမ္မမေဆွေတို့အရှိပိုင်းမှာဆိုရင် အတူကောက်လေးတွေပြောပြီးသားပြီးခုတ်တဓမ္မဥဒါနာဣတိတုဒ္ဒဝိမာနာပေတထေရထေဒီအပါဒါနာဗုဒ္ဓစရိယဇာတကနဲ့နေတ္တိတ ဗတိနေတိဗဒေတာနဲ့မိလိန်ဒဆိုပြီးတော့အတူကောက်ကြက်ထားတယ်အဲ့ဒီအတိုင်းပဲအဲအတူကောက်ကိုပြန်ပြီးတော့အရှိပြန်ရေးမယ်ခௌဒဓမ္မဥဒါနဆိုတာကကြတော့ခௌဒကပတ်ရယ်ပြီးနောက်တစ်ခုကဓမ္မဆိုတာကဓမ္မပဒဥဒါနကကြတော့ဥဒံပေါ့နော်ဒါဥဒါနဆိုတာကဥဒါမယ်ရေးရေးဥဒါနပဲရေးရေးရပါတယ်ပြီးနောက်တစ်ခုကကြတော့ဣတိတုဒ္ဒဝိမာနဣတိဆိုတာကဣတိဝုဒ္ဒကဂျံ ရကောမြန်မာမှုပြုလိုက်ရင်အတ္တိဝုတ်ဂျံတုတ်တဆိုတာကတုတ်တနိပါဒမြန်မာမှုပြုလိုက်ရင်တုတ်တနိပတ်လို့ခေါ်တယ်။ပြီးရင်ဝိမာနဝတ္ထု ရှိမယ်။ပြီးရင်နောက်တစ်ခုကပေတထေရထေရီ အပါဒါနပေတဆိုတာက ပေတဝတ္ထုပြီးရင်ထေရဆိုတာကထေရီထေရဂါရာထေရီဆိုတာကထေရီဂါရာဒါထေရီမတွေနဲ့ပတ်သက်တဲ့ဂါရာဖြစ်တယ်။အပါဒါနဆိုတာက အပါဒံပေါ့နော်။ဒါမတ်စုထဲမှာပတ်စောက်ရေးချပါမှာရေးချကြံရင်ခဲ့တယ်နော်။ အပါဒါနဆိုတာကအပါဒံပြီးရင်ဗုဒ္ဓဝန္တဆိုတာကဗုဒ္ဓဝင် ဖြစ်ပါတယ်စရိယာပိတကရှိမယ်ပြီးရင်နောက်တစ်ခုကကြတော့ဇာတကဆိုတာကဇတ်တော်တွေပြောတာ950ဇတ်နဲ့ပတ်သက်တာနေဒေတာနေဒေတာမှာဆိုလို့ရှိရင်ဒါစူလနေဒေတာရှိတယ်မဟာနေဒေတာရှိတယ်ပြီးရင်ပဋိတံပိတာမက်ကဆိုတာကပဋိတံပိတာမက်ဆိုပြီးတော့ဒါမြန်မာမှုပြုထားတာပါနောက်တစ်ခုကနေတိရှိတယ်ပဋိတ ေတဂောပရိတဆိုပြီးတော့ရှိတယ်ပြီးရင်မိလိန္ဒပညာရှိတယ်နောက်တို့သုံးချမ်းကနေတိရဲ့ပေဒဂောပရိတရဲ့မိလိန္ဒပညာရဲ့ဆိုပြီးတော့ရှိတယ်ခုရကနိကေကကြတော့တဆက်စစ်ကျမ်းဆိုတာဒါကမြန်မာနိုင်ငံမှာဆတ်ထနဲ့ပြေစမသင်္ဃာယနာတင်တဲ့အချိန်မှာသုံးချမ်းထပ်တိုးတဲ့အတွက်ကြောင့်မို့လို့ဆစ်စစ်ကျမ်းဖြစ်လာတာပါမူလက15ကျမ်းဖြစ်တယ်အဲဒါဓမ္မမိတ်ဆွေတို့ရပြီမိလိန္ဒမင်းကြီးတင်ယူထားတဲ့တဆက်6ကျမ်းကကြတော့ ဘာတွေလဲပေါ့နော်အဲ့ဒါကအတူကဓမ္မမိတ်ဆွေတို့ကြည့်ပြီးသားပြီးရှေးပိုင်းမှာ သူတန်တင်ယော သူတန်တင်ယောဆိုတာကသူဆိုတာကသူတိသူတိဆိုတာကဗေဒဂျံတံဆိုတာကတံမှုတိဓမ္မတဂျံတင်ဆိုတာကတင်ရှာတင်ရှာဂျံယောဆိုတာကယောဂယောဂဂျံယောဂကိုနောက်တစ်မျိုးဘိတုကဂျံလို့လည်းခေါ်သေးတယ်ပြီးသွားလို့ရှိရင်ဏိဝိဂက နီဝိကကဆိုတော့နီဆိုတာကနီတိနီတိဂျံဝိဆိုတာကဝိသေတိကဝိသေတိကဂျံကဆိုတာကဂဏိကဂဏံဂျံနောက်တစ်ခုကနောက်ကငယ်တလုံးကကြတော့ဂန္ဓဘာအဆိုအကာအတီးအမုတ်ဂျံဂန္ဓဘာဆိုတာကအဆိုအကာအတီးအမုတ်ဂျံနောက်တစ်ခုကကြတော့ဗာလဲတိတာပူဤတိတာပူဤဆိုတာကတိဆိုတာကတိကိစ္စဈေကုဂျံ ဒါဆိုတာကဓနုတ်ဘေဒာလေးအတက်ဂျံစေကုမဲ့ပြီးရင်လေးနဲ့ပြင်မယ်ပေါ့နော်ဒီလိုမှပြီးနောက်တစ်ခုကပူရနာ ပူဆိုတာကကြတော့ပူရနာပူရနာဆိုတာက ပူရံဂျံပြီးရင်ဣတိဣတိဆိုတာကဣတိဟာတဣတိဟာတဆိုတာတမိုင်းဂျံတမိုင်းထဲမှာ ဟာတတွေပြောနေတယ်အဲ့လိုမှတ်ပါနောက်တစ်ခုကဇောတိတာဇောတိတာဆိုတာကကြတော့ဇောတိတဂျံအဲအတူကောက်ကကြတော့ဗာလဲဇောမကေမံ ဇောမာကေမံယုတ်ဆန်တာယုတ်ဆန်ဘုတ်ဇောမာကေမံယုတ်ဆန်ဘုတ်ဇောဆိုတာကဇောတိတာဇောတိတာຈံမာဆိုတာကမာယာမျက်လှက်ຈံကေဆိုတာကကေတုຈံကေတုကေတုကကေတုຈံပြီးရင်မန်ဆိုတာကမန္တနာမန္တနာຈံယုတ်ဆိုတာကယုတ်တာစပြူဟာຈံစံဆိုတာကစန္ဒတာစံຈံဗုဒ္ဓဝဆနဆိုတာကမြတ်စွာဘုရားပြောတဲ့ဇာတ်ကားဆိုတော့ပိဋကသုံးပုံး ဒီနေရာမှာပိတက3ဘုံเนาะဗုဒ္ဓဝဆန္ဒဆိုတာက ပိတက3ဘုံရှေ့ပိုင်းမှာလေဗမာစီတို့ကိုပိတကနဲ့ပိတကဆိုပြီးတော့ကျွန်တော်ပြောခဲ့တာရှိတယ်ဒါရာလေးကဟိုမတိကြတဲ့အတွက်ကြောင့်မို့လို့ပေါ့နော်ပိတကဆိုတာကပါဠိစာလုံးဖြစ်တယ်ပိတကဆိုတာကကြတော့မြန်မာမှုပြုလိုက်တာဖြစ်တယ်ဗမာစီတို့ဒီလို level မှတ်ထားပေးပါအနည်းနဲ့အများလို့မမှတ်ပါနဲ့အဲ့တော့ခုကကြတော့ပုဂ္ဂိုလ်ဆိုတာကဘာလဲတဲ့ပုဂ္ဂိုလ်ဆိုတာကကြတော့ တကယ်ရှိလားဆိုတော့မရှိဘူးเนาะယုတ်ဝေဒနာတင်ညာသင်္ခါရဝิญညာတို့တို့ကိုခေါ်တာမဟုတ်ပါဘူးတဲ့သို့တော့အာလုံးပေါင်းခန္ဓာ၅ပါးပေါ့เนาะယုတ်ဝေဒနာတင်ညာသင်္ခါရဝิญညာလို့ခေါ်တဲ့ခန္ဓာ၅ပါးကိုပုံကိုလို့ခေါ်တာမဟုတ်ပါဘူးဒါပေမဲ့ပေါင်းဆက်ပြီးအာလုံးပေါင်းဆက်ပြီးတော့ခေါ်စရာလေးတစ်ခုလုတ်လိုက်တဲ့အခါငါဆိုတာနာမည်လေးနဲ့ပုံကိုပေါ်လာတာပေါ်လာပြန်ဤတဲ့ ပရမတ်ထရှူတောင်းကကြီးလိုက်လျင်ပုံကိုမရှိပါတကယ်ရှိတာကယုံနဲ့နံနှစ်ခုသာရှိ၏တဲ့ဓမ္မမိတ်ဆွေတို့ကိုပုံကိုဆိုတာဘာလဲလို့မေးလို့ရှိရင်ခန္ဓာ၅ပါးကိုအစွဲပြူပြီးတော့ခေါ်စရာအမည်လေးတစ်ခုတက်လိုက်တယ်အဲ့ဒါအဲ့ဒါကပုံကိုဖြစ်လာတယ်ပေါ့ပရမတ်ထရှူတောင်းကကြည့်ရင်ပုံကိုဆိုတာမရှိဘူးယုံနဲ့နံနှမျိုးပဲရှိတယ်ဆိုပြီးတော့ဒါကထပ်ရေးပေးထားတာပါ ပင်စနန္ဒရိယကံပင်စဆိုတာက၅ပါးအနန္တဆိုတာကကြီးလေးတာကံပေါ့နော်ကြီးလေးသောကံ၅ပါးကကြတော့အမေတက်ရှင်အဖေတက်ရှင်ယဟန္တာကိုတက်ရှင်တန်ခါတင်ကွဲအောင်ပြုလုပ်ခြင်းမြတ်စွာဘုရားကိုသွေးစင်းတဲ့အောင်လှုပ်ရှင်ဆိုပြီးတော့ကံ၅မျိုးရှိတယ်နော်အမိကိုတက်တာအဖကိုတက်တာယဟန္တာကိုတက်တာပြီးရင်တန်ခါကိုတင်ကွဲအောင်လှုပ်တာပြီးရင်မြတ်စွာဘုရားကိုသွေးစင်းတဲ့အောင်လှုပ်တာဒါကဘု து ကိုအဓိကလဲဆိုတော့ရှင်ဒီဝဒကအဓိကပေါ့နော်ဒီကံတွေကိုကျူးလွန်ခဲ့တာဖြစ်တယ် ဒီနေရာမှာတော့ဥပမာအားဖြင့်ဆိုရင်ဇာတတမင်းကိုဥပမာပေးထားပါဗျ။နောက်တစ်ခုကကြတော့ဒုက္ခဒုက္ခကကြတော့ငါပညာနံပါတ်5ကနေပြီးတော့ယူထားတာပါ။ ပညာနံပါတ်5ကနေပြီးတော့ဒုက္ခအကြောင်းကိုယူထားတာပါလူတွေအဓိကသိနေတဲ့လူအများသိတဲ့ဒုက္ခကဘာလဲဆိုတော့အိုရခြင်း၊နာရခြင်း၊သေရခြင်း၊ချစ်ခင်သူနဲ့ခွဲနေရခြင်း၊မုန်းသူနဲ့အတူနေရခြင်းလိုရာမရခြင်းဆိုပြီးတော့ဒါကဓမ္မစကြာမှာဟောထားတာဖြစ်တယ်ဓမ္မစဓမ္မစကဘဝတနာတုံမှာဆိုရင်ဒါဒုက္ခနဲ့ပတ်သက်ပြီးတော့အိုရခြင်းနာရခြင်းသေရခြင်းရှေးခင်သူနဲ့ခွဲနေရခြင်းမုန်းသူနဲ့အတူနေရခြင်း လိုရှင်တာမရခြင်း ဆိုပြီးတော့ဒါကဓမ္မစကြာတုံမှာဟောထားတာရှိတယ်ဒါကလူများသိတဲ့ဒုက္ခဖြစ်တယ်ဒုက္ခတွေအပြင်ဒုက္ခလို့မသိတဲ့အရာတဲ့နော်ဒီအိုနာသေးဆိုတဲ့ဟာတွေ မဟုတ်ဘဲနဲ့ဒုက္ခလို့မသိတဲ့အရာကဘာလဲဆိုရင် ခန္ဓာ၅ပါးပေါ့နော်ဥပါဒါနဲ့ခန္ဓာ၅ပါးသည်ဒုက္ခဖြစ်၏တဲ့ဒါကဒါကလည်းဓမ္မစစ်တာတုံမှာမြတ်စွာဘုရားရှင်ကအချင်းချုပ်အနေဖြင့်တန်ခိတ်တေနပြင်စုပါဒါနဲ့ခန္ဓာဒုက္ခဆိုပြီးတော့ဥပါဒါနဲ့ခန္ဓာ၅ပါးရလာခြင်းဒီပါလေဒုက္ခဖြစ်တယ်ဆိုပြီးတော့ဟောထားတာရှိပါတယ်။ဒါကြောင့်မို့လို့ဒုက္ခတွေအပြင်ဒုက္ခလို့မသိတဲ့အရာကဘာလဲဆိုရင်ဥပါဒါနဲ့ခန္ဓာ၅ပါးဖြစ်တယ်။ ုက္ခလို့ဘာကြောင့်သတ်မှတ်တာလဲဆိုတာဒုက္ခဦးဒုက္ခရဲ့အဓိပ္ပာယ် definition ပေါ့နော်ဖြစ်ပြီးပြည့်နေသောကြောင့်၎င်းသာဝရပြောင်းလဲနေသောအရာဖြစ်သောကြောင့်၎င်းဖြစ်မှုပြည့်မှုများကအမြဲတမ်းနှိမ့်စက်နေသောကြောင့်၎င်းဒုက္ခမြည်ဤဒုက္ခဦးသတ်မှတ်ရခြင်းကသုံးချက်ရှိတယ်နံပါတ်၁ဖြစ်ပြီးပြည့်နေတဲ့အတွက်ကြောင့်မို့လို့ဒုက္ခလို့ခေါ်တာနံပါတ်၂ကကြတော့သာဝရပြောင်းလဲနေတဲ့အရာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒုက္ခလို့ခေါ်တာနံပါတ်၃ကကြတော့ ဖြစ်မှုပြမှုတွေကအမြဲတမ်းနှိမ့်စစ်နေတဲ့အတွက်ကြောင့်မို့လို့ဒုက္ခလို့ခေါ်တာတဲ့ဒါဆိုရင်ဒုက္ခနဲ့ပတ်သက်ပြီးတော့သုံးရှိသိရပါမယ်လူအများသိတဲ့ဒုက္ခကဘာလဲဒုက္ခတွေအပြင်ဒုက္ခလို့မသိတဲ့အရာကဘာလဲဒုက္ခလို့ဘာကြောင့်တတ်မှတ်တာလဲဆိုတော့သုံးချက်ရှိတယ်ဒါဆိုရင်ရပါပြီနောက်တစ်ခုကကြတော့တောကနဲ့ပတ်သက်တာဒုက္ခပြီးတော့တောကတွေလာတယ်တောကဖြစ်ရခြင်းရဲ့အကြောင်းကကြတော့ဒီမှာသုံးခုရှိပါတယ်ပါဠိထဲမှာတဏှာယ ဇာယတောဇာယတောတောကောကာမတောဇာယတေတောကောနောက်တော့ပေမတောဇာယတေတောကောပြန်ပြောပါမယ်တောကနဲ့ပတ်သက်တာတောကဖြစ်ရခြင်းအကြောင်းကတဏှာယဇာယတေတောကောကာမတောဇာယတေတောကောပေမတောဇာယတိတောကောတဏှာယဇာယတိတောကောဆိုတာတဏှာကြောင့်တွေ့တာမှုကြောင့်မို့လို့တောကဖြစ်တယ် ြီးရင်ကာမတော်ဇာယတေတောကောဆိုတာကာမနဲ့ပသက်တာကာမအာယုန်တွေက နေပြီးတော့တောကကိုဖြစ်စေတယ်နောက်တစ်ခုကပေမတော်ရှေခင်မှုက နေပြီးတော့ဇာယတေတောကောတောကဖြစ်စေတယ်ဒီနေရာမှာတော့ရှေခင်မှုကြောင့်လူတွေကတောကဖြစ်ဤဆိုပြီးတော့ဒါချုပ်ထားတာဖြစ်တယ်တောကဖြစ်ရခြင်းအကြောင်း၃ခုရှိတယ်တဏှာကြောင့်လည်းတောကဖြစ်တယ် ်တွေ့တာမှုကြောင့်မို့လို့ကာမအာယုန်တွေအပေါ်မှာဒါဆွဲလန်းမှုပေါ့နော်ဒါကြောင့်မို့လို့လဲတောကဖြစ်တယ်ပြီးရင်နောက်တစ်ခုကကြတော့ရှစ်ခင်မှုလို့ခေါ်တဲ့ပေမတော်ကြောင့်မို့လဲတောကဖြစ်တယ်တဲ့ရပါပြီနောက်တစ်ခုကကြတော့သီလနဲ့ပတ်သက်တာသီလနဲ့ပတ်သက်တာကပညာနံပါတ်6ကနေပြီးတော့ယူရေးထားတာပါသီလေပဋိဌာယနရောတပညောစိတ်တံပညင်စဘာဝယံအာတာပိနိပကောဘိက္ခုသောဣမံ ဝိဇဒရေဇဒံဆိုပြီးတော့ပါပါတယ်ဒီနေရာမှာမြမပြန်နှားတဲ့အတိဘယ်ကရှေ့ပိုင်းလေးကိုပဲပြန်နှားတာပါတီလီပဋိဌာယဆိုတာကိုကျင့်တီလာပေါ်မှာယက်တည်၍နရောတပင်ညော့ပင်ကိုညာထက်မြက်သောပုဂ္ဂိုလ်သည်စိတ်တံပင်ញင်စဘာဝယံတမာတိနှင့်ပညာကို တိုးတက်အောင် လုပ်၏တဲ့ကိုကျင့်တီလာပေါ်မှာမူတည်ပြီးတော့တီလာတမာတိနှင့်ပညာကိုတိုးတက်အောင်လုပ်တယ်တဲ့ဒါကဝိတုဋ္ဌိမေရဲ့အဖွင့် မှာပါရှိပါတယ်ရှင်မဟာဗုဒ္ဓဂေါသကဒီပါဠိလေးတစ်ကြောင်းကိုပဲနော်ဂါရာလေးတစ်ကြောင်းကိုပဲသူကဝိတုဒ္ဓိမဲ့အပိုင်း၃ပိုင်းဖြစ်အောင်ကိုအကျယ်ရှက်လိုက်တာဖြစ်တယ်။ညဓမ္မမိတ်ဆွေတို့ကဝိတုဒ္ဓိမဲ့နဲ့ပတ်သက်ပြီးတော့အချင်းချုပ်ဆိုလို့ဒီဂါရာလေးကိုပြောရမှာဖြစ်တယ်။ပြီးသွားရင်ပက္ခန္ဒနာပက္ခန္ဒနာဆိုတာက ကြတော့ဒါတံပက္ခန္ဒနာကနေပြီးတော့လာတာပါ။ဒါပညာနမတ်၁၀ကနေပြီးတော့ယူထားတာ။ အာယုန်တခုခုကိုတွန်းဆုပ်ခြင်းမရှိဘဲကျွတ်ကျွတ်လွတ်လွတ်ကျွတ်ကျွတ်ထိုးပေါက်ဝင်ရောက်သွားနိုင်သောစွမ်းရည်ကိုပက္ခန္ဒနာလို့ခေါ်တယ်။ပက္ခန္ဒနာဆိုတာဘာလဲ?အာယုန်တခုကိုတွန်းဆုပ်ခြင်းမရှိဘဲလွတ်လွတ်ကျွတ်ကျွတ်ထိုးပေါက်ဝင်ရောက်သွားနိုင်သောစွမ်းရည်ကိုပက္ခန္ဒနာလို့ခေါ်တယ်။ပြီးရင်နောက်တစ်ခုကကြတော့ဓာတ္တနဲ့ပတ္တတာပညာနံပါတ်17ကနေပြီးတော့အထုတ်ယူထားတာပါ။ပညာနံပါတ်7ကနေပြီးတော့ဓာတရတရတီအော်ဂန်ဆိုတာကဒါမြတ်စွာဘုရားရှင်ကဓာတနဲ့ပတ်သက်ပြီးတော့ဟောကြားထားတာပါ ဒါမှမဟုတ်လို့ရှိရင်လည်းသတ္တရာတရတီအော်ဂန်ရဲ့အဓိပ္ပာယ်ကိုရေးပါလို့မေးခဲ့မယ်ဆိုလို့ရှိရင်ဒါကဘယ်လိုဖြစ်ရမလဲဆိုတော့အဲ့ဒီနေရာမှာမမေဆွေတို့မြန်မာပြန်လေးကိုကြည်ပါယုံကြည်ခြင်းနဲ့မှဖြတ်ကူးလို့ရဤတဲ့အဲ့ဒီမှာအဆုံးသားလေးမှာလေယုံကြည်ချစ်ဆိုတာကသတ္တရာဖြတ်ကူးလို့ရတာကတရတီဒါဆိုလို့ကြည့်ရင်ရှေ့ပိုင်းရစာလုံးတွေအကုန်လုံးဒီအော်ဂန်နဲ့ပတ်သက်တာပေါ့နော်တောင်ကြရေလို့အမတန်အချိန်ပြင်းစွာစီးဆင်းနေတော့ဒီလိုင်းကြီး တောင်ကျရေလိုအမတန်အချိန်ပြင်းစွာစီးဆင်းနေသောဒီလိုင်းကြီးဆိုတော့ဒါကတော့ဩဃရဲ့အဓိပ္ပာယ်ပါနောက်တစ်ခုကကျတော့ဩဃဆိုသောအခက်အခဲတို့ကိုတဲ့ယုံကြည်မှုယုံကြည်ရှင်းနဲ့မှသတ္တရာဩဃံဖြတ်ကူးလို့ရဤဒါဆိုတော့ဘာမျိုးဆိုလို့နားလဲလားသတ္တရာတရတီဩဃံရဲ့အဓိပ္ပာယ်ကိုရေးပါဆိုရင်တောင်ကျရေလိုအမတန်အချိန်ပြင်းစွာစီးဆင်းနေသောဒီလိုင်းကြီးတို့ကိုသို့မဟုတ်ဩဃဆိုသောအခက်အခဲတို့ကို တတ္တဟုသောယုံကြည်ခြင်းနဲ့မှတရတိဖြတ်ကူးလို့ရ၏နောက်တကားဓမ္မတန်တတိဓမ္မတန်တတိဆိုတာကပညာနံပါတ်18ကနေပြီးတော့ယူရေးထားတာပါကိလေသာမကင်း၍ပြန်မွေးသောပုဂ္ဂိုလ်နဲ့ပတ်သက်သောမေခွန်တဲ့သူရဲ့အဓိပ္ပာယ်ကဒါဆိုရင်ဓမ္မတန်တတိဤအဓိပ္ပာယ်ကိုဖော်ပြပါဆိုရင်ကိလေသာမကင်းလို့ပြန်မွေးတဲ့ပုဂ္ဂိုလ်နဲ့ပတ်သက်တဲ့မေခွန်ကိုဓမ္မတန်တတိလို့ခေါ်တယ်ဒီနေရာမှာနောက်တစ်ခုကကြတော့မနုဿဝိကဟ မနုဿာဝိကဟမနုဿာဆိုတာက လူသားဝိကဟဆိုတာကသတ်မှတ်တာလူသားလို့သတ်မှတ်ရှင်းပေါ့နော်လူသားလို့သတ်မှတ်တာကဘယ်ချိန်မှာသတ်မှတ်လဲဆိုတော့ဘဝသက်မှာပထမဦးဆုံးပေါ်လာတော့ပထမဆုံးပေါ်လာတော့ဝိညာဉ်စိတ်ကစပြီးသတ်မှတ်တာဖြစ်၏တဲ့လူသားလို့သတ်မှတ်ရှင်းသည်ဘဝသက်မှာပထမဆုံးပေါ်လာတော့ဝိညာဉ်စိတ်ကစပြီးသတ်မှတ်တာဖြစ်၏ကလလယေကြီးအစင်မှစပြီး လူသားလို့သတ်မှတ်၏ ရုပ်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပထမဦးဆုံးပေါ်လာတဲ့ဝိညာဉ်စိတ်ကစပြီးတော့လူသားလို့သတ်မှတ်တယ်။ပထမဦးဆုံးပေါ်လာတဲ့ဝိညာဉ်စိတ်ဆိုတာပဋိတန်တေဝိညာဉ်စိတ်ကိုပြောတာပါ။ယုတ်အားဖြင့်ဆိုလို့ရှိရင်တော့ဒါကစိတ်ဆိုတာကနံပေါ့နော်ယုတ်အားဖြင့်ဆိုလို့ရှိရင်တော့ကလလရေကြီးအစင်ကစပြီးတော့လူသားလို့သတ်မှတ်ပါတယ်တမမိတ်ဆွေတို့မနုဿဝိကဟဆိုလို့ရှိရင်ဒါလူသားလို့သတ်မှတ်ရခြင်းအဓိပ္ပာယ်ဘယ်လိုသတ်မှတ်လဲဆိုတော့နံတရားမှာနံဘက်ကကြည့်မယ်ဆိုရင်ဘဝသက်မှာပထမဦးဆုံးပေါ်လာတော့ ဝိညာဉ်စိတ်ကစပြီးတော့သတ်မှတ်တာဖြစ်တဲ့ရုပ်ဘက်ကကြည့်မယ်ဆိုရင် ကလလရေကြီးအစင်မှစပြီးတော့လူသားလို့သတ်မှတ်တာဖြစ်တဲ့ဒါကဗိဓမာသမားတွေသိတယ်ကလလရေကြီးမှာဆိုလို့ရှိရင်ပါဝင်တဲ့ဓာတကကလတ်၃ခုရှိတယ်ကာယဓာတကကလတ်ဘာဝဓာတကကလတ်ဟာရယဓာတကကလတ်ဆိုပြီးတော့၃ခုပါရှိတာဖြစ်တဲ့ဟာရယဝတ္ထုဆိုတာကကြတော့ဒါဝတ္ထုဓာတကဖြစ်တဲ့ ဒါဆိုလို့ရှိရင်ဒီကလလကလလရေကြီးအဆင့်ကနေစပြီးတော့လူသားလို့သတ်မှတ်တာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီအဆင့်မှာပေါ့နော်ကလလရေကြီးအဆင့်မှာမြတ်စွာဘုရားကယဟန်ဒီကိုဝင်ပြစ်ကြစေကို ပေးမယ်ဆိုလို့ရှိရင်ပါရာဇိကကြပါတယ်ဒီယနေ့ခေတ်ဆေးပညာမှာတော့ဒီကလလရေကြီးအဆင့်မှာ အသက်မရှိသေးဘူးလို့ယူဆပါတယ်တဲ့ဒါလေးကအမှတ်သားဖွယ်ဖြစ်ပါတယ် လူသားလိုတတ်မှတ်တာကကြတော့နံဘက်ကကြည့်မယ်ဆိုရင်ပထမဦးဆုံးပေါ်လာတဲ့ပဋိတန်ဒီဝိညာဉ်စိတ်ကစပြီးတော့တတ်မှတ်တယ်။ရုပ်ဘက်ကကြည့်မယ်ဆိုရင်ကလလရေကြီးအစင်းကစပြီးတော့တတ်မှတ်တာဖြစ်တယ်။မြတ်စွာဘုရားရဲ့ဒေသနာမှာတော့ကလလရေကြီးအစင်းကနေပြီးတော့အသက်ရှိတဲ့လူသားလိုတတ်မှတ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယဟန်ဒီကိုဝန်ပြကြစေပေးမယ်ဆိုရင်ပါရာဇီကကြတဲ့ယနေ့ခေတ်စေပညာမှာတော့အသက်ရှိတယ်လို့မယူဆပါဘူးတဲ့။